မင်္ဂလာပါခင်ဗျာကျောက်တန်းရှာနေကလေးဆိုဆိုပါတယ်ကျောက်တန်းရှာနေဟာဆိုလို့ရှိရင်မြန်မာနိုင်ငံအထက်မှာဖြစ်ပေါ်နေတဲ့တည်င်းထူးတည်င်းဦးတွေကိုတင်ဆက်ပေးနေတာကြောင့်စောင်းမြော်အပေးနောက်ထောက်ကြဖို့အတွက်တောင်းဆိုပါရစေခင်ဗျာဒီဟိုမိတ်ဒီလာခင်ဗျားတို့ပြောတဲ့ပါလေဟိုပြည်သူစစ်ကအကူဇော်ယူထွန်းနဲ့အကူဖြူပေါ့နော်ဘုံမူဝေဖြူပေါ့ဘုံမူဝေဖြူဆိုတာသူကအပစင်52က 41ကပေါ့နော် index 41အဲအကြောင်းကျွန်တော်မပြောတော့ကျွန်တော်ကတက်ကနေတက်ဘက်ကနေလိုက်ပြီးတော့ဒီကောင်မပြောရဲဘူးဘာညာလဲကျွန်တော်ပြောတယ်ကျွန်တော်ကအမှန်တိုင်းပြောရင်ကျွန်တော်ကမပြောကျွန်တော်ကလူတွေဝေဖန်တာကိုလူတွေကမဟုတ်ကဟုတ်ကတွေပေါ့နော်အဲ့လိုပြောတာကိုကျွန်တော်ကဖြည့်ရှင်းပေးခြင်းနေเนาะတက်မတော်ရဲ့အတိုင်းဝိုင်းကကျွန်တော်အများကြီးရှိတာကျွန်တော်နဲ့ ကျွန်တော်ဘာမပြောရရမှာတော့အမှန်တရားကိုအဲ့တော့ဒီညပြောမယ်ဒီညမှာကောင်းကောင်းနားရတာတောင်းရနေလာနေရတာဟုတ်လားကျွန်တော်စစ်တဲ့အကြောင်းဘာဖြစ်တယ်လို့ညာပြောကျွန်တော်နာမကတိုင်းရိတ်တာမှာကျွန်တော်အိတ်ခဲ့တာပဲကျွန်တော်ပြောလို့မရဘူးလေကျွန်တော်ဘေးမှာအမှုပညာရှင်တွေပါတယ်လေအဲအမှုပညာရှင်တွေကကျွန်တော်ကပြောနေရင်ကျွန်တော်အဆင်မပြေဘူးလေဗျာဟုတ်တယ်မလား အခုဒီညပြောပြမယ်မူးနေတော့ဘာလို့မူးရင်လူကမူးရင်ချီးကျွေးရင်ဘယ်သူမှမစားဘူးခမားကျွန်တော်ကျွန်တော်မူးနေတယ်လို့ဘာလို့ပြောခမားချီးကျွေးရင်စားမလားဟုတ်လားအရေးတော့ပြီးမားခြင်းနဲ့ပတ်စလို့ဘာတမရှိရဲ့တွေးတို့နေရလားကိုကြီးတွေးမတို့ဘူးဒီ အဓိကအရေးပြတာအရေးပြတာကျွန်တော်တို့ကျွန်တော်ဖွင့်လင်းဆုံးပြောပြမယ်ကျွန်တော်ကနထိုးကြီးဒီဝလူကိစ္စတုန်းကလည်းကျွန်တော်မအေးရဘူးညမနေ့3နာရီ4နာရီကြီးကျွန်တော်လိုင်းပေါ်မှာတည်င်းနေယူတယ်ကျွန်တော်နထိုးကြီးကိစ္စကိုကျွန်တော်ခင်ဗျားတို့သိတယ်နော်ကျွန်တော်ဒီနထိုးကြီးမဖြစ်ခင်တည်းကကျွန်တော်អော်ခဲ့တယ်ဒါပေမဲ့ဖြစ်လာတယ်ဖြစ်လာတဲ့အချိန်မှာ ဖြစ်တော့ကျွန်တော်ကအကြီးတင်းကိုအသေးအံလိုက်တာဒီနှထိုးကြီးဒီဝလူကိစ္စလိုက်တော့ကျွန်တော်အိတ်အိတ်လို့မရတော့အဲ့အချိန်မှာတင်းကလည်းဘာဖြစ်နေလဲဘာဖြစ်နေကျွန်တော်တို့ကလည်းအောက်ကိုမေးတယ်နော်မေးတော့တင်းဆောင်ပြီးတော့မှကျွန်တော်တို့အပေါ်ကိုကျွန်တော်တို့ပို့ရတယ်ပို့ပေးတယ်အခုဝလူတို့ပါတော့အခု ကျွန်တော်ပြောပြပါမယ်အခုစီမီကုံတို့ပါလို့ပေါ့နော်ကျွန်တော်တို့ပို့ပေးတယ်စကိုင်းဆိုလဲကျွန်တော်တို့ပို့ပေးကျွန်တော်တို့အိတ်မအလူရလူအိတ်ချိန်က၄နိုင်၅နိုင်လောက်အိတ်ချိန်ရတော်သေးတယ်အဲ့အချိန်ဒီကျွန်တော်မအိတ်ဖဲနဲ့အဲ့သတင်းကိုလိုက်တယ်လိုက်ပြီးတော့ပြောတာတကယ်တော့ကျွန်တော်ပြင်ပန်းတာပေါ့ဘာလို့လဲဆိုတော့ကျွန်တော်ကတိုင်းပြည်ကိုချစ်တာလေတိုင်းပြည်ကိုချစ်တယ်နိုင်ငံကိုချစ်တယ်တပ်မတော်သားတွေကိုချစ်တော့အေးရေးပြတယ်ဗျာကျွန်တော်ကငကိုရဲအရက်ကြိုက်တာ ဒါကျွန်တော်ကဘယ်သူမှမလိမ်ဘူးကျွန်တော်အရက်တော့ပြီးဘယ်သူမှမမာဘူးကျွန်တော်ကအဲ့မှာတတိလိုက်ရင်းနဲ့ဒီဒီဝလူကိစ္စပေါ့နော်ငါကိုရှိတို့ငါရှိကိုတို့ကိစ္စတွေကိုညမှတရင်ပေးရရှိတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ကလောက်တော့ဘာလို့ကျွန်တော်ဒါတွေတိတ်တော့အများကြီးတော့ကျွန်တော်မပြောချင်ပါဘူးဘာလို့လဲဆိုအခုဒီကျွန်တော်တို့ အုံမဒီအုံခါတို့30တို့အဲ30တို့ဟိုကျွန်တော်တက်မတော်ကခမားတို့ကအုံမဒီအုံခါမရသေးဘူးလားလို့ခမားတို့ကပြောတယ်30တို့ငုတ်ကလေးတို့မရသေးဘူးလားလို့ခမားတို့ကမေးမယ်ဒါပေမဲ့ခမားတို့ဘယ်လောက်ပူပေါင်းလဲခမားတို့ရဲ့ပူပေါင်းတဲ့ပုံမှာမူတည်တယ်ကျွန်တော်မအိပ်ဘူးအဲ့တဲ့င်းနေလိုက်ပြီးတော့ကျွန်တော်ကအောက်ကမလို့ကျွန်တော်အပေါ်ထိရောက်ပေးတဲ့ခေါင် အဒူရီကကျွန်တော်အရက်တောက်တယ်လို့ဘာညာလို့ပေါ့နော်အရက်ကကျွန်တော်ကြိုက်လို့ကျွန်တော်တောက်တာလေကျွန်တော်အရက်တောက်တာနဲ့တိုင်းပြည်ကိုအတော့မအောလာအဲ့ဒါဓမ္မရောကဝေဦးစီးချုပ်အဘကချုပ်ကြီးဦးမေအောင်လိုင်းအဘတုချုပ်ကြီးဟိုငယ်တုန်းကပေါ့နော်အခုဒီဘက်နောက်ပိုင်းတွေရောသူတို့ရောအရက်မတောက်ဘူးလားဟာတောက်ရတာပဲအရက်တောက်တဲ့လူတိုင်းကခင်ဗျားတို့အထင်မကြီးစရာဟို ဟာဒီကောင်ကရက်တောင်းနေတာပါဘာမှမဟုတ်ရှောက်ပြောနေရမှာဆိုရင်တော့အဲ့ဆိုစစ်သားအရင်မတော့ဘူးလားရှင်းတယ်မတိုင်းရစစ်သားတွေအဲ့ဒီတမတော်ကိုပြန်ပြီးတော့ပုံကန်တော်လန်နေတဲ့လူတွေကအရင်မတော့ဘူးလားမူးစေဝါမရှိဘူးလားအဲ့တော့စဉ်းစားပါဗျာ ဟုတ်လားလူဆိုတာဟိုကိုပြောတဲ့ဥစ္စာတော့ဟိုအရက်တောက်တိုင်းခင်ဗျားလေကျွန်တော်တို့နိုင်ငံတော်လှုပ်လှုပ်တာနော်တိုင်းပြည်တော်လှုပ်လှုပ်တာ ကျွန်တော်တို့ရှောက်ပြောနေမှာအခုကျွန်တော်တိုက်ခိုင်းနေတယ်လူတွေအများကြီးပဲစော်ဘုံကြီးမဖမ်းဘူးလားလို့စော်ဘုံကြီးဒီလောက်ဆဲတာလို့စော်ဘုံကြီးဒီလောက်ပြောတာလို့အဲ့ဒီလူတွေကစော်ဘုံကြီးကောင်းကြောင်းပါတခုမှမရေးဘူးဟော ဟမ်စုပ်ပွင့်ကောင်းကောင်းဘာလို့မရေးတာလဲကျွန်တော်တိုက်ခိုက်နေတဲ့လူတွေကိုကျွန်တော်မေးကြည့်တာပါကျွန်တော်စုပ်ပွင့်လုတ်ခဲ့တဲ့တမရုံတဲ့လုတ်ခဲ့တဲ့ကောင်းကောင်းတွေဘာလို့မရေးပဲနဲ့ကျွန်တော်ကအမှန်တရားကိုပြောတဲ့ဟာတွေကိုပဲဘာလို့တိုက်ခိုက်နေရလဲခမားတို့မှရေးစရာအလိုဆဲတို့စုပ်ပွင့်ရဲ့ဆဲတွေတို့ဘာလို့ညာတို့ပဲခမားတို့ရေးတယ် အဲ့တော့ကျွန်တော်ဇော်ဘုံကြီးကောင်းတဲ့အလုပ်တခုတွေခင်ဗျားတို့ဘလူးဘလူးမှမရှိဘူးပေါ့ကျွန်တော်ဖမ်းမယ်ပေါ့ဟာကျွန်တော်ရှိချင်တာများသလားဒါကျွန်တော်တအားဟိုခဏစောင့်တော့ကျွန်တော်ဟိုဟိုပြောမှာအခုလူတိုင်းကပြောကြတယ်ကိုဇော်ဘုံကြီးမှမပြောရင်နဲ့မယုံဘူးတဲ့ဒီဟိုကိစ္စပါလေမလိုက်ပေါ့ဟိုမလိုက်လားအာ အဲဇော်ယူတွန်းနဲ့ဒီဘုံမှုဝေဖြိုးဆိုတဲ့လူနဲ့ဖြစ်တာเนาะအဲ့တော့ကိုဇော်ဘုံကြီးပြောမှရမယ်ဆိုတော့ကျွန်တော်ဟာဟာကိုဇော်ဘုံရဲ့ YouTube မှာတဲ့ live လည်းမတွေ့ဘူးတဲ့ဘာညာပေါ့အဲ့လိုပြောတော့ကျွန်တော်ပြောပေးမယ်လို့ခဏဆောင်းလို့ကျွန်တော်ခီးထွက်နေလို့လို့ကျွန်တော် ဒီဇော်ယူထွန်းနဲ့เนาะပြည်သူစစ်ကဇော်ယူထွန်းပေါ့เนาะပြည်သူစစ်ဆိုတော့သူကယာတူအရာခံတော့အဲကျွန်တော်လည်းမပြောတတ်ဘူးပြည်သူစစ်ခေါင်းဆောင်လို့တော့ပြောတယ်เนาะအုတ်ခွဲတက်ချက်ကြီးလို့လည်းအဲပြောတယ်ဒီဘက်တစ်ဖက်ကတော့ဘုံမှုဝေဖြိုးဘုံမှုဝေဖြိုးဆိုတာကဒီရက်စီအပတ်စဉ်အင်းဒိတ်41ကအဲ့ဒီအကြောင်းကိုကျွန်တော်ပြောပေးမယ် နော်နားလေအောင် ပြောပေးမယ်ခမားတို့ဘဒူးမှမရှင်းပြနိုင်ဘူးမရှင်းပြနိုင်တဲ့အချက်လက်တွေကိုကျွန်တော်ပြောပေးမယ်ဟုတ်ပြီလားခဏလေးစောင့်အခုကျွန်တော်ပြောချင်တာကျွန်တော်စေဘေးမားနေသူများတဲ့ဒီကနေ့တဲ့မိမိဘက်မှာအတိုက်အခိုက်ခံရဆုံး ပုံကိုယ်ကို ပြပါဆိုရင် ကိုစောဖုံဝင်းကိုပဲပြရမယ်တဲ့သူ့ကိုတဲ့တစ်ဖက်ကတိုက်ခိုက်နေတာမဆမ်းမိမယ်တဲ့ တက်မတော်ထောက်ကန့်နေသူချင်းအတူတူအဖမ်းခံထောင်ချဖို့ကြိုးစားနေတဲ့သူတွေအများများနေပြီတဲ့ကျွန်တော်သူ့ကိုတိတ်မကြည့်ဖြစ်ဘူးတဲ့ပွင့်ပွင့်လင်းလင်းဝေဖန်မှာဘရစီတဲ့သူပြောရင်နဲ့ကိုရီကိုသွေးဒီလုံးများဒီလုံးတွေများလုံးနေတဲ့ဒါဒါတော့မြတ်မြတ်ရတာပြောတာ မြားလုံးနာရဲ့ဆဲဆိုရိုင်းဆိုင်တာရဲ့အရက်ပလင်းတပြားပြားနဲ့လုံနေတာရဲ့အကြောင်းနဲ့မကြည့်ဖြစ်တာပါတဲ့ဟုတ်ပါတယ်ကျွန်တော်အရက်တောက်တတ်ပါတယ်ကျွန်တော်ကအရက်ပလင်းပြတယ်ဆိုတာကကျွန်တော်အရက်တောက်တတ်တယ်ကျွန်တော်မလိမ်မညာကျင်လို့ကျွန်တော်အရက်တောက်တာဟုတ်တချို့တွေလည်းကျွန်တော်တို့လူတွေရှိရဲ့ဗျာအရက်တောက်ပြီးတော့မှလိုင်းပေါ်မှာလည်းသူတို့မပြဘူးပေါ့ဒါတော့ဒါသူတို့ကိစ္စလေး မဟုတ်လားကျွန်တော်ကတခါတည်းရှင်းပြထားတာကျွန်တော်အရက်တောက်တတ်တဲ့ကျွန်တော်အရက်တောက်တယ်ဆိုတဲ့အကြောင်းကိုပြခြင်းလို့ကိုအရက်ပလင်းကိုကျွန်တော်ပြနေရတာဘသူကပြခြင်းမလဲဗျာကျွန်တော်လည်းအုံနောက်ရှိတာပေါ့ဟုတ်တယ်မလားကျွန်တော်အုံနောက်မရှိတဲ့လူမှမဟုတ်တာဘာလို့လဲဆိုတော့ကျွန်တော်ကမနေမညာဘူးခဲ့လူတန်းသားထဲမှာမပါဘူးဘာဖြစ်လဲကျွန်တော်အရက်တောက်တယ်အရက်တောက်လို့ကျွန်တော်မားတဲ့အရာပါရှိလေကျွန်တော်နိုင်ငံတော်တိုင်းပြည်တွေကျွန်တော်လည်း တက်တဲ့ဘက်ကကျွန်တော်လှုပ်တယ်ကျွန်တော်ကအရက်တောက်တဲ့တောင်မလေးမညာပဲနဲ့သူတော်ကောင်းရောက်မဆောင်ဘူးပြကျင်လို့ကျွန်တော်ကတမင်သက်သက်ကလေးပြပေးတာနောက်အဲ့မှာဒီမှာထပ်ပတ်ပြမယ်ဒါကားတဲ့သဘောမကျတဲ့အပိုင်းနဲ့တဘောကျတဲ့အပိုင်းကားတဲ့ခြေတန်းကတက်မလို့သားတွေကိုတကယ်ကူညီတယ်တပိရှိရှိနေရအနှံ့သွားရဲတယ်သူ့ကိုလူတိုင်းသိနေတာလေတဲ့ PDF ဝိုင်းထားတဲ့မြင်းညံကမက်တီရာယူမှုစီအရောက်သွားပြတာလေးစားတယ်ကိုဆိုမက်တီလာရောက်တာတော့ကိုစာတိမြင်းညံကို မပြန်ရဲဘူးတဲ့နော်ကျွန်တော်ပို့ထားတာပြောစရာရှိရင်တိုင်းပြည်နဲ့ပြည်သူမျက်နာပဲကြည့်ပြီးဘယ်သူမျက်နာမှမထောက်ပဲရဲရဲတင်းတင်းအာမနာတန်းပြောတာအလွန်သဘောကျတယ်တဲ့ အလုံးအကျွန်းဆဲတာသဘောမကျလဲဆဲရခြင်းအကြောင်းသိနေလို့အပြစ်ကြီးတခုလို့မရှုမြင်ဘူးတဲ့ဒါတွေကကြိုက်ချင်းမကြိုက်ချင်းအချက်တွေချက်ချင်းချက်ချင်းမုံချင်းကင်းစွာအကျိုးသားဆုံးပြောပြတာတဲ့သူကကိုယ်တိုင်လဲပြောရှာပါတယ်တဲ့နိုင်ငံရေးနားမလည်ဘူးဒီတော့ သူ့ကိုနိုင်ငံရေးအသည့်လဲနေတာများတယ်ပြောဖို့တော့မလိုတော့ပါဘူးတဲ့အရေးဆုံးအရေးကြီးဆုံးအချက်ကကိုဇော်ဘုန်းကြီးကတမတော်ထောက်ခံသူအများစုကယုံကြည်လေးစားကြတယ်တဲ့အားကိုးကြတယ်ဒါကလူတိုင်းမှာမရှိတဲ့သူ့ရဲ့ပင်ကိုအရေးချင်းပဲတဲ့သူကတိုင်းမှုတွေတမမှုတွေလောက်ကန်ဆောင်ရွက်နေတာ မအောင်မြင်ရင်တာဝန်မကျေသူအဖြစ်တတ်မှတ်ပြီးစော်တော့တာပဲတဲ့အဲ့ဒီမှာသူ့အတွက်တစ်ဖက်ထဲသားအချင်းတက်လော်ပြီးစစ်စစ်တွေနဲ့ထိတ်တိုက်တွေးတော့တာပဲတဲ့